မင်္ဂလာပါရှင်မေလ16ရက်တောက်ချာနေရေတိမဘွေရသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့တူရကီမြို့တော်ကိုယူကရိန်းသမ္မတစလန်စကီရောက်ရှိလာတဲ့သတင်းဖြစ်ပါတယ်။ယူကရိန်းသမ္မတစလန်စကီဟာတူရကီနိုင်ငံမြို့တော်အန်ကာရာကိုမေလ15ရက်နေ့ကရောက်ရှိလာကြောင်းသတင်းများကဖော်ပြလာပါတယ်။ ရုရှားအနေနဲ့အစစ်မြေတာဝန်ရှိသူတွေမလာဘဲဘာမှဆုံးဖြတ်နိုင်စွမ်းမရှိတဲ့အစစ်နဲ့ကိုယ်စားလှယ်အဖွဲ့ပဲဆေလွတ်တာတွေ့ရတာမို့တူရကီသမ္မတအာတိုဝန်နဲ့အရင်တွေ့ဆုံဆွေးနွေးပြီးမှရုရှားနဲ့စစ်ကြံညီနိုင်မှုနဲ့ပတ်သက်လို့နောက်ထပ်ဘာဆက်လုပ်မယ်ဆိုတာကိုပြောဆိုမယ်လို့အန်ကာရာလေဆိပ်အရောက်ချင်းပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာစလန်စကီကပြောဆိုသွားကြောင်းသတင်းများကဖော်ပြလာရလို့သိရှိရပါတယ်ရှင်။ဆလတ်ဒင်းစမဲသတင်းကတော့ အမေရိကန်သမ္မတထရန့်ကဆီးရီးယားနဲ့အစ္စရေးကြားပုံမှန်ဆက်ဆံရေးထူထောင်ရန်တိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဆီးရီးယားသမ္မတအမတ်အရာရှာနဲ့ဆော်ရီအာရေဗျနိုင်ငံတွင် မေလ14ရက်ကတွေ့ဆုံခဲ့ပြီးဆီးရီးယားနဲ့အစ္စရေးကြားပုံမှန်ဆက်ဆံရေးထူထောင်ရန်တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ အရှာရာရဲ့အစ္စလာမေဥဆောင်တဲ့အစိုးရအဖွဲ့အပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုအလုံးကိုရှုတ်သိမ်းမယ်လို့အမေရိကန်ကအံ့ဩသင့်ပွဲကြေညာခဲ့ပြီးနောက်ထရဟာဆီးရီးယားနဲ့၎င်းရဲ့ကာလာကြရှိရံပတ်ဖြစ်တဲ့အစ္စရေလကိုပုံမှန်ဆက်ဆံရေးထူထောင်ရန်တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။ အဒီနောက်ထရန်ဟာကာတာနိုင်ငံသို့သွားရောက်ခဲ့ပြီးအမေရိကန်လေယာဉ်ထုတ်လုပ်တဲ့ Boeing ကုမ္ပဏီထံမှဇက်လေယာဉ်များဝယ်ယူမဲ့ကာတာနိုင်ငံနဲ့သဘောတူစာချုပ်ချုပ်ဆောင်မှုကို ကြည်ကြက်ကိုခဲ့ခဲ့တယ်လို့သိရပါတယ်။ဆီးရီးယားနိုင်ငံပိုင်ရုပ်သံတွေလည်းထရန်နဲ့အရာရှာရူဟာ Sorry Arabia အင်ရှင်မင်းသားမိုဟာမက်ဘင်ဆမ်မန်ရဲ့ရှေ့တွင်လက်ဆွဲနှုတ်ဆက်နေတဲ့တပ်ပုံကိုဖော်ပြခဲ့ကြောင်းလည်းသိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့ရုရှားသမ္မတပူတင်နဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်တို့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက်ဆွေးနွေးညီနိုင်မှုပြုလုပ်တဲ့တဲ့ဖြစ်ပါတယ်။ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်ဟာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုအလေးထားတဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကိုမေလ14ရက်နေ့ကခရမလင်နန်းတော်မှာလက်ခံတွေ့ဆုံခဲ့တယ်လို့သိရပါဗျ။ ကုလသမဂ္ဂရဲ့မျိုးပြလေချောင်းပြန်တမ်းရေးအဖွဲ့က2014ခုနှစ်မှာယူကရိန်းနယ်စပ်မှာပစ်ချခံခဲ့ရတယ်လို့ဆိုတဲ့မလေးရှားလေချောင်းလိုင်းမှာပြန်တမ်းမှုခရီးစဉ်အမှန် MH17 ပစ်ချမှုမှာရုရှားကတာဝန်ရှိတယ်လို့ဆုံးဖြတ်ခဲ့ပြီးနှစ်ရက်ကြာမှာတော့နှစ်နိုင်ငံကောင်းဆောင်နေအခုလူတွေ့ခဲ့ကြတာပါဒီလိုအချိန်ကြိုက်ဖြစ်ရတွေရှိနေပေမဲ့လည်းနှစ်နိုင်ငံလေကြောင်းတိုက်ရိုက်ပြန်တမ်းမှုတွေပြုလုပ်ဖို့နှစ်နိုင်ငံစလုံးကသဘောတူကြကြောင်းသတင်းများကဖော်ပြထားတယ်လို့လည်းသိရှိရပါတယ်ရှင်။ ထမှန်တင်ဆက်မယ့်သတင်းကတော့ MH17 လေယာဉ်ကိစ္စလွတ်လပ်စွာစုံစမ်းစစ်ဆေးရေးကိုကုညီရန်ရုရှားအသိရှိတဲ့သတင်းဖြစ်ပါတယ်။မလေးရှားလေကြောင်းလိုင်းရဲ့ MH17 လေယာဉ်ပစ်ချခံရမှုတွင်ရုရှားမှာတာဝန်ရှိတယ်လို့ဦးလာသမဂ္ဂလေကြောင်းဆိုင်ရာကောင်စီကစုံဖြတ်ခဲ့ပြီးနောက်၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီးလွတ်လပ်သောစုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရာတွင်ရုရှားနိုင်ငံကကုညီရန်အသိရှိနေတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က ပြောကြားခဲ့ကြောင်းသိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးနိုင်ငံရေးဩဇာလွှမ်းမိုးမှုကင်းသော စစ်စစ်ဆဆစုံစမ်းစစ်ဆေးမှုကိုလှုံ့ဆော်ရန်ရုရှားသမ္မတဗလာဒီမာပူတင်က အခိုင်အမာပြောကြားခဲ့တယ်လို့အန်ဝါကဆိုပါတယ်။ပုံမိုယုံကြည်စိတ်ချရတဲ့ဒါမှမဟုတ်ပုံမိုခိုင်လုံသေးကြတဲ့အစင်ခံစားရရှိဖို့အတွက်လိုအပ်တာအလုံးကိုပူပေါင်းဆောင်ရွက်သွားဖို့ရုရှားကအသင်ရှိနေပါတယ်လို့မော်စကိုသို့အလဲပတ်ရောက်ရှိနေသော မလေးရှားဝန်ကြီးချုပ်ကမေလ14ရက်မှာသတင်းတောက်များကိုပြောကြားခဲ့တယ်လို့သိရပါတယ်။ ခရီးသည်နဲ့လေရင်အမှုတန်း290ရုပ်စလုံးသေဆုံးစေခဲ့တဲ့2014ခုနှစ်ကမလေးရှားလေကြောင်းလိုင်းလေရင်ပစ်ချခံရမှုတွင်ရုရှားမှတာဝန်ရှိတယ်လို့နိုင်ငံတကာအရေးပတ်လေကြောင်းအဖွဲ့အစည်းကယခုတရင်ဘက်တွင်စီရင်ချက်ချခဲ့ခြင်းကိုခရမလင်ကပယ်ချခဲ့ကြောင်းသိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ကာကွယ်ရေးသဘောတူညီချက်ဂျာမနီနဲ့ဖိလစ်ပိုင်လက်မှတ်ရေးထိုးတဲ့တင်ဖြစ်ပါတယ်။ ဂျာမနီနဲ့ဖိလစ်ပိုင်နိုင်ငံတို့ဟာကာကွယ်ရေးဆက်ဆံရေးခိုင်မာစေရန်နဲ့ပူးတွဲလှုပ်ဆောင်ချက်များကိုမြင့်တင်ရန်သဘောတူခဲ့ကြရလို့သိရပြီးမနီလာဟာအနောက်ဖိလစ်ပိုင်ပင်လယ်တွင်တရုတ်နှင့်ကာလာရှိစွာအငင်းပွားနေမှုမှာ၎င်းရဲ့ရည်တည်ချက်ခိုင်မြဲစေရန်အတွက်မဟာမိတ်ဖွဲ့မှုများကိုပြုလုပ်နေခဲ့ကြောင်းလည်းသတင်းများကဖော်ပြလာပါတယ်။ကာကွယ်ရေးဝန်ကြီးကီဘတ်တူတီယိုတိုရိုနဲ့ဂျာမန်ကာကွယ်ရေးဝန်ကြီးဘော်ရစ်ပစ်ထရက်တို့ဟာ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်တဲ့အစီအစဉ်များကိုဗုဒ္ဓဘူးနေကပါလင်တွင်လက်မှတ်ရေးထိုးခဲ့ကြကြောင်းနဲ့စိုက်ပါလုံခြုံရေးကာကွယ်ရေးလက်နက်နဲ့ထောက်ပံ့ပို့ဆောင်ရေးအပါအဝင်ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့သွားရန်သဘောတူခဲ့ကြတယ်လို့နိုင်ငံတော်ကာကွယ်ရေးဌာန DND ကစကြာပြည်နေကသတင်းထုတ်ပြန်ကြေညာခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ ပြည်ထောင်များရှင်ကျမတို့ရှန်ကုန်မီဒီယာကနေအရှိလေပိုင်းဒေသအစ္စရေးနဲ့ဟာမတ်တို့ရဲ့တိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပြည်ထောင်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။